с вами встречаемся 7-го. ပြည်ကနေ့နိုဝင်ဘာလကဒေါ်နယ်ထရပ်အမေရိကန်သမ္မတရွေးကောက်ပွဲအနိုင်ရပြီးနေ့ရက်အကြာမှာပဲရုရှားသမ္မတဗလာဒီမာပူတင်ကရုရှားနိုင်ငံဆိုရှီမြို့အခမ်းအနားတစ်ခုမှာမိန်ငွန်းပြောရင်းကမ္ဘာသစ်အခင်းချင်းတစ်ခုအာရုံကျင်းလာမှုအကြောင်းပြောကြားခဲ့ပါတယ်။တနည်းအားဖြင့်ပြောရရင်အမန်တရားပေါ်ထွက်လာမယ့်အချိန်ရောက်လာပါတော့မယ်လို့မစ္စတာပူရင်ကပြောကြားခဲ့ပါတယ်။အခုဆိုရင်အဲ့ဒီအချိန်ရောက်လာပြီလို့တော့ဆိုရတော့မှာဖြစ်ပါတယ်။ဂျာဂိုဂျာဂဲဆင်နွဲခဲ့ရတဲ့စစ်ပွဲ၃နှစ်လုံးမှာဝါရှင်တန်ရဲ့အာဏာပါဝါအပြောင်းလဲတဲ့အတူ အနောက်တိုင်းရဲ့ပြပဲ့ချင်းခံထားရတဲ့မစ္စတာပူရင်အတွက်ဖြစ်နိုင်ခြေအသစ်တွေနဲ့ကဘာသစ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ဗိုလ်ကြတဲ့သူတွေကိုအမေရိကန်ကထိတ်တဲရင်ဆိုင်တာတသွေးတသံအုပ်ချုပ်ရေးဒီမိုကရေစီကိုထောက်ခံတာလွတ်လပ်မှုကသာအောင်ပွဲခံရမယ်ဆိုတာမျိုးတွေပြောကြတဲ့အင်ဘီရောရဲ့အရှိတ်အခမ်းမှထုတ်ပြန်ချက်တွေလည်းမရှိတော့ပါဘူး။အဲ့ဒီလိုပြောကွယ်သွားတာကတော့ဥရောပမှာမိတ်တွေနဲ့ဝါရှင်တန်ရဲ့ရုရှားကိုယင်ဆိုင်ဖို့စီလုံးနဲ့ရည်တည်မှုဖြစ်ပြီးတော့ မာမိတ်များစုကလည်းရွှေထီးစောင်းတဲ့ခစ်ကိုပြန်လို့ဂျင်နေတဲ့မော်စကိုစီကနေအမေရိကန်ကသူတို့ကိုအကာအကွယ်ပေးပါမလားဥရောပမှာတပ်တွေထောင်ထားပါတော့မလားဆိုတာကိုစတင်တွေးတောနေကြပြီဖြစ်ပါတယ်ကရမလင်နဲ့မြန်မြန်ဆန်ဆန်ပြန်ရင်းနှီးအောင်လုပ်နေပြီးအချိန်ထဲမှာပဲဥရောပမာမိတ်တွေကိုအားသင့်စေသလိုယူကရိန်းသမ္မတဗလိုဒီမာဇီလန်စကီကလူသိချင်းကြားရှုတ်ရှာပြောဆိုခဲ့ပါတယ် We signed the exchange of prisoners but he didn't do it ဒါပူတင်အတွက်လျင်မြန်တဲ့ကံကြမ္မာအပြောင်းလဲဖြစ်ပါတယ်ဘီယာရီနဲ့ကုန်ကြဈေးတွေမြင့်တက်နေပေမဲ့လည်းမော်စကိုကမျှော်လင့်ထားတဲ့ ပို့ပြီးရှည်ကြတဲ့ပို့ပြီးခက်ခဲကြံတဲ့နဲ့ပရိပခါမှာအနောက်တိုင်းရဲ့စိတ်ပိုင်းဖြတ်မှုကုံဆုံးသွားအောင်ပူတင်ကစစ်မြေပြင်မှာဂရုညင်တူးဆောင်ဆိုင်နေခဲ့တာပါအခုဆိုရင်ယူကရိန်းဘာသာမဟုတ်ပဲအာနာရှင်ခွင်ရှာကကရမလင်ဘက်အလေးတာပြီးသူစောင့်နေတဲ့အခိုက်တန့်ရောက်လာပြီလို့ရုရှားကောင်းတော်ကယုံကြည်နေလောက်ပါတယ် Uh, we know that one of the တကယ်ခွင့်ရကိုသူမြင်လာပြီလို့ထင်တယ်။ယူကရိန်းစစ်ပွဲကိုအောင်နိုင်ဖို့နဲ့အမေရိကန်ကိုယူကရိန်းကနေတာမကဘဲဥရောပကနေဘေးဘယ်ထားဖို့နှစ်ခုစလုံးကိုသူမြင်လာပါတယ်လို့ ။အိုဘားမားလက်ထက်တုန်းကနိုင်ငံရေးဝန်ကြီးဌာနမှာအလုပ်လုပ်ခဲ့ပြီးအခုတော့ဝါရှင်တန်အခြေစိုက်မဟာဗျူဟာနဲ့နိုင်ငံတကာလေ့လာရေးစင်တာမှရုရှားရေးဆောင်ကြည့်လေ့လာသူမတ်စ်ဘတ်မန်ကပြောပါရယ်။ရုရှားကောင်းဆောင်ရဲ့အခြေကျေဆုံးရည်မှန်းချက်ကဒုတိယကမ္ဘာစစ်အပြီးမှာအနောက်တိုင်းဥရောပကိုဆိုဗီယက်ယူနီယံကနေကာကွယ်ပေးဖို့ရည်ပြီးထူထောင်ထားခဲ့တဲ့အမေရိကန်ဥဆောင်တဲ့32နိုင်ငံဆေးမှာမိတ်နေတို့အဖွဲ့ကိုဖြည့်ဆည်းပေးဖြစ်တယ်လို့လဲမစ္စတာဘတ်မန်ကဆိုပါတယ် လောလောဆယ်မှာဒါတွေအားလုံးဘွဲပေါ်မှာရှိနေတယ်လို့ထင်ပါတယ်လို့မစ္စတာဘမန်ကပြောပါတယ် most leaders in in europe အခုလိုလမ်းပွင့်လာတာကရုရှားမှာသူအာဏာရယူထားတဲ့25နှစ်အတွင်းမှာအကြီးမားဆုံးအခွင့်အရေးကိုကိုးစားပြုတာလည်းဖြစ်ပါတယ်ဆိုဗီယက်ယူနီယံပြိုကွဲသွားခဲ့ပြီးတဲ့နောက်ပိုင်းဆယ်စုနှစ်တခုမှာရုရှားကပြတ်သားခဲ့တဲ့အာဏာချက်ကိုပူတင်ကနှစ်ပေါင်းများစွာညှိတွားခဲ့ပြီးကရမလင်ဆောက်ယောပါမှာအမေရိကန်ကရရှိလာခဲ့တဲ့ဩဇာအာဏာကိုတောင်းပြန်လှန်ပစ်ဖို့ကိုသူစိတ်တဲ့ဆွဲနေခဲ့တာဖြစ်ပါတယ်။နေတို့ဘက်ကယူကရိန်းပါဝင် ဆိုဗီယက်နိုင်ငံဟောင်းတွေစီအရှိတ်ဘတ်တိုးပြီးရှဲထွေမလာဖို့ပူတင်ကတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့လည်းအက်စတိုးနီးယားပိုလန်နဲ့ရိုမေးနီးယားတို့လိုတချိန်ကဆိုဗီယက်လောက်ကနိုင်ငံအများပြားဟာနေတို့အဖွဲ့ဝင်တွေအဖြစ်ဆယ်စုနှစ်နဲ့ရှိပြီးရပ်တည်နေကြပါတယ်နောက်တိုင်းကလည်းအဲ့ဒီအချိန်တုန်းကပူတင်အဆိုပြုချက်တွေကိုပယ်ချခဲ့ကြပါတယ်အခုဆိုရင်နေတို့အဖွဲ့နဲ့အမေရိကန်တပ်ဖွဲ့တွေဥရောပမှာရှာထားတာကိုနှစ်ပေါင်းများစွာရုံမားတန်တရာရှိနေတဲ့ဒေါ်နယ်ထရန့်နဲ့ပြုတ်လို့မဲ့ဆွေးနွေးပွဲတွေမှာရုရှားကောင်းတော်ကအဲ့ဒီကိစ္စတွေကိုပြန်ပြီးအဆဖော်ဖို့အသေးချာတလောက်ရှိပါတယ်ဒီလိုနဲ့အမေရိကန်တမ္မတထရန့်က ဘာရီမြလိုက်လျော့အလျှော့ပေးလိုက်မှလဲလို့ဆိုရင်ပူပန်နေတဲ့ဥရောပမဟာမိတ်တွေကြားမှာအကြက်အတဲကြီးဖြစ်လာစေခဲ့ပါတယ်အာ on the other hand russia ဒါပုံမှန်နေထားတော့မဟုတ်ပါဘူးဒါအလွန်ကွဲပြားခြားနားတဲ့အစိုးရဖွဲ့ဖြစ်ပါတယ်ဒါတွေအားလုံးပြီးဆုံးသွားတဲ့အချိန်မှာဥရောပနဲ့အမေရိကန်ဂျာကဆက်ဆံရေးကအရင်တိုင်းမှရှိနေမယ်ဆိုတာကိုမှန်းကြည့်ဖို့ခက်ပါတယ်လို့လန်ဒန်မြို့ kings column မှာဂုံလူဆောင်ပမောက္ခ lawrence freeman ကပြောပါတယ် simply on uh, success on in battle that တစ်ဖက်မှာလည်းဒေါ်နယ်ထရန့်နဲ့ပတ်သက်ပြီးဒီဘေးပြောကြားတာတာတွေလည်းရှိနေပါတယ် ambitious with this gorge ဟုတ်ပါတယ်ခွင့်ရရှိနေပါတယ်ဒါပေမဲ့လည်းဒါတွေကိုကရင်မလင်ကနေထိုင်ကြည့်နေပြီးပျော်လင့်ချက်တွေအလွန်ကြီးကြီးမားမားတော့မထားပါနဲ့ပြောင်းလဲတွေအများကြီးမြင်မြန်ဆန်းဆန်းဖြစ်သွားနိုင်ပါတယ်ကိုကွန်ပြောရရင် Donald Trump ကစိတ်ချရတာမဟုတ်ပါဘူးလို့တမရ George HW လက်ထက်ကအင်ဗီရောရဲ့ Richard Jambe ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးအခုချိန်မှာတော့နိုင်ငံခြားဆက်ဆံရေးကောင်စီမှပညာရှင်အဖြစ်နဲ့ပါဝင်နေတဲ့ Thomas Graham ကဆိုပါတယ် which was a set of စစ်ပွဲဆုံးသတ်ဖို့ဆိုရင်တစ်ပတ်စလုံးကတိုက်ခိုက်မှုတွေရပ်တန့်မှုလိုပါတယ်လို့ဂရင်ဟန်ကဆိုပါတယ်။ဝါရှင်တန်စီကကြီးမားတဲ့ဖိအားပေးမှုတွေကိုရင်ဆိုင်ရနိုင်ပေမဲ့လည်းဒေါ်နယ်ထရန့်ကပူတင်နဲ့ရယူလိုက်တဲ့အကြမ်းဖျင်းသဘောတူညီချက်ကိုယူကရိန်းနဲ့သူ့ကိုထောက်ခံတဲ့ဥရောပနိုင်ငံတွေကလက်သင့်ခံကြပွဲမရှိပါဘူး။ဒါပေမဲ့လည်းမစ္စတာပူတင်ကိုရင်ဆိုင်နေကြတဲ့အနောက်နိုင်ငံတွေကလည်းသူတို့ပြဿနာတွေနဲ့သူတို့ဖြစ်နေပါတယ်။ဥရောပမှာအဩဇာအကြီးဆုံးဖြစ်တဲ့ဂျာမနီနဲ့ပြင်သစ်တို့ကလာပေါင်းများစွာပဲနိုင်ငံရေးကတောင်းကတင်းဖြစ်မှုနဲ့ကြုံနေရပြီး ကရမလင်လိုလာတဲ့လက်ရဆုံးပါတီတွေဩဇာကြီးလာတာနဲ့ရင်ဆိုင်နေရပါတယ်။အခုဆိုရင်အဲ့ဒီပါတီတွေကရုရှားနဲ့အမေရိကန်အရာရှိတွေရဲ့ထောက်ခံမှုတွေတောင်ရနေကြပါတယ်။အမေရိကန်နိုင်ငံမှာလည်းကာကွယ်ရေးဝန်ကြီးတက်ကစီးရဲအုံစည်းတွေဖျက်တောက်ပစ်ဖို့နီလန်းတွေရှာဖို့ထိတ်တန်းရာရှိကြီးတွေကိုအမိန်ပေးထားပါတယ်။တရုတ်ကိုအာယုံဆိုင်ဖို့အတွက်ဥရောပကနေအမေရိကန်တပ်ဖွဲ့တွေကိုပြန်ပြီးရုပ်သိမ်းဖို့ပရင်ဂွန်ကိုအသေးရောက်လာတဲ့အရာရှိကြီးတွေကတွန်းအားပေးနေပြီးဥရောပကသူ့ဘာသာကာကွယ်နိုင်တယ်လို့ပြောနေကြပါတယ်။ဒီတော့ဒီလိုပြောင်းလဲတွေဖြစ်လာတာကို မစ္စတာပူရင်နဲ့သူ့ရဲ့အကြံပေးတွေကကြိုးဆိုကြမှာပါသူတို့သားတကယ်ပဲညံကောင်းမယ်ဆိုရင်နပိုလီယံပြောခဲ့တာကိုနားထောင်သင့်တယ်လို့ထင်တယ်။အဲ့ဒါကတော့မင်းရဲ့ရန်သူကသူ့ကိုယ်သူဖြစ်စည်းပြနေတဲ့အချိန်မှာဝင်းမချုပ်ပါနဲ့ဆိုတာပါပဲလို့မစ္စတာဂရီဟန်ကသူစကားကိုလက်စာတက်လိုက်ပါတော့တယ်။ Flow of that process eastward in into Russia